ကဲတောက်ပဲနဲ့ခုနှစ်ရွေးရဲ့အဖြေကိုပေါ့နော်ကျမတို့ကြည့်ကြမယ်တောက်ပဲခုနှစ်ရွေးရွှေရဲ့အမျိုးအစားက15ပဲရေပေါ့နော်သူ့ရဲ့ရွှေစေးကသူ့ဝယ်တော့က30 90တဲ့အဲ့ဒါဆိုတော့ကျမတို့ကတွက်ကြည့်မယ်ဈေးနှုန်းဘယ်လောက်ရလဲဆိုတော့အဲတောက်ပဲနဲ့ခုနှစ်ရွေးဆိုတော့ကျမတို့ရွှေကိုတွက်တဲ့ခါကျအနောက်အနေနဲ့စတွက်မယ် ခုနှစ်ရွေးရနေစတွေ့မှာပေါ့နော်ခုနှစ်ရွေးဆိုလို့ရှိရင်ခုနှစ်ရွေးကို၈နဲ့စားမယ်တပဲမှာ၈ရွေးရှိလို့ပေါ့နော်၈နဲ့စားတယ်အပေါင်းလက္ခဏာခံမယ်ပြီးရတော့ပဲ၃ကို16နဲ့စားတယ်ဘာလို့16လဲစားလဲဆိုတော့တကြက်မှာ16ပဲရှိတယ် နော်အဲ့ဒါကြောင့်မို့အဲ့ဒီပဲကို16နဲ့စာမယ်တောက်ပဲကို16ပဲနဲ့စာမယ်ပြီးရင်အမြောင်လက္ခဏာ390ပေါ့နော်အဲ့ဒါမြောင်လိုက်တဲ့ခါကျတော့သူ့ရဲ့အဖြေကအဲ 16သိန်း9500တောင်းနဲ့312ကျပ်ကျတယ်ပေါ့နော်ဒါကရော့ဒွက်လက်ခါတွေပါတွေကတော့သူဘာမှမပြောဘူးပေါ့နော်သူသိချင်တာကတော့ပဲနဲ့9ရွေးဆိုလို့ရှိရင်သိန်း80ဈေးနဲ့15ပဲရွှေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘယ်လောက်ကျမလဲပေါ့နော်ဈေးနှုန်းဘယ်လောက်ကျမလဲအဲ့ဒါကိုသိချင်လို့သူကမေးလာတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ညီမကဒီ PDF လေးကိုပေါ့နော်လောက်ပြရရှိဖြစ်ပါတယ်